နေမြေမဟုတ်ဘူးစစ်ပဟုပြုတ်ကွဲပြီ14ရက်17လ2025ဒီနေ့သတင်းတွေနဲ့ပါမောတောင်ကျသွားတာရခိုင်မှာမြို့တွေပါသွားတာကိုကြည်ပြီးဒါစစ်အုပ်စုရဲ့နေမြေဆုံးရှုံးမှုလို့ထင်လို့မရဘူးအမှန်တရားကပိုရှင်းနေပါတယ်ဒါနေမြေတိုက်ပွဲမဟုတ်တော့ဘူးဒါဟာနေပြည်တော်စစ်ပဟုရဲ့အမိန်ပေးစနစ်လုံးဝပြုတ်ကွဲသွားပြီဆိုတဲ့ဖြစ်စဉ်ပါရှင်းရှင်းပြောရရင်သူတို့ဟာရှေးတန်းကရန်သူကိုရှုံးနေရတဲ့ နောက်တန်းကကိုပိုင်စနစ်ရဲ့တစ္ဆာဖောက်မှုကိုပိုပြီးပြင်းပြင်းထန်ထန်ခံရရတာဖြစ်ပါတယ်။ဘာမှမခံနိုင်ဘူးလေ။ချရာကြ။ဟုတ်ကဲ့။မပြက်ပြီးနစီတက်တယ်၊နစီတက်တယ်၊ဖိုင်တာနစီတက်လာပြီ။အပိုင်ထဲရောက်လာ၊ဘာကြီးထဲရောက်လာ။ဟိုလေဟိုလေတဘလေးအေးပြပါလားပါလေပြ ဒီမှာမင်းတို့စခန်းတိုင်းမလို့မင်းတို့ဘူလီလဲတီးပြီးဒီလားအကောင်ဘူလီချင်းနဲ့ဘူလီချင်းနဲ့ကြောက်တော့ကြောက်တော့လက်နဲ့ချလိုက်နော်အဖခလိုက်လေချောင်းပစ်ကူမဲချင်းဒီအချက်ကိုတတ်တည်ပြရတဲ့ဖြစ်ရတခုကစကိုင်းခင်ဦးကမ္မလူနယ်ဆက်ကတိုင်ပွဲပါဆဲအုပ်စုစကြောင်းကို PDF မှာမိတ်တွေကဖြတ်တိုက်တယ်90သေးတယ်15ရောက်ကိုအရှင်ဖမ်းမိတယ်စစ်ကြောင်းမှုတည်ဆုံးတယ်ဒါကမျက်နာစာသတင်းပါ ီတဲ့င်းရဲ့မြုပ်ထားတဲ့အချက်ကအဲ့ဒီတိုက်ပွဲဟာ၃နိုင်နီးပါးကြာခဲ့ပါတယ်။အင်အားတရာကျော်ပါတဲ့တမ33လို့နာမည်ဆိုးရှိတဲ့တမလက်အောက်ခံစစ်ကြောင်းတစ်ခုလုံးရာခိုင်နှုန်း80နီးပါးပျက်စီးသွားတဲ့အထိ၃နိုင် လုံးလုံးလေကြောင်းပစ်ကူလုံးဝမလာခဲ့ပါဘူး။ဒါကြောင့်ပြူကောင်းဆောင်ပိုင်းကစစ်တိုင်းမှုကိုဝေဖန်နေရဆိုတဲ့အချက်ထွက်လာတာဖြစ်ပါတယ်။ဒါအရေးကြီးပါတယ်။လေရင်မရှိလို့မဟုတ်ဘူး။ လက်တွေ့မှာရှေတန်းကစစ်ကြောင်းကိုဗဟိုကစွန့်ပစ်လိုက်တာပါဒီချက်ကိုခိုင်မာစေတဲ့နောက်တနေရာက AR တိုင်းဗရန်တက်နေပါဒါဟာရှေတန်းမဟုတ်ပဲနောက်တန်းဌာနချုပ် Red Base ဖြစ်တယ်အဲ့ဒီကနတ်ရီကန်အမြောက်တရင်အမတ်တာ309နဲ့ကပ္ပစ14ကနေစစ်သားတွေအစုလိုက်ပြုံလိုက်ထွက်ပြေးနေတယ်စုစုပေါင်း82ယောက်ကျော်လက်နက်အပြည့်စုံနဲ့ထွက်ပြေးခိုးလုံလာတယ်ဒါဟာတိုက်ပွဲရှုံးလို့ထွက်ပြေးတာမဟုတ်ပါဘူး

အင်အား90ရှိတဲ့အချားစစ်ကြောင်းတစ်ခုကပသိမ်မုံရွာလမ်းတစ်လျှောက်ရွာတွေကိုတနက်ပြစ်ဖောက်ဝင်ရှာနေရပါတယ်။ရှင်းရှင်းပြောရရင်ရန်သူကိုတိုက်ရမယ့်အင်အားတွေကိုကိုလူကို ပြန်ဖမ်းဖို့အတုံးပြုနေရတဲ့မဟာဗျူဟာကြတွင်းနတ်ကြီးဆော်ရက်ဂျစ်စင်ခိုးတဲ့ကို ကြသွားတာပါပဲ။ဒီတော့ကျွန်တော်တို့ရဲ့နောက်ဆုံးကောက်ချက်ကရှင်းပါတယ်။မောတောင်ကိုလက်လွတ်ရတာရခိုင်မှာမြို့နယ်ကြီးဆုံးရှုံးတာ။ ဒါတွေအားလုံးဟာယောဂလက္ခဏာတွေတတ်တတ်ပဲတကယ်ယောဂကနေပြည်တော်ရဲ့စစ်ဘဟုအမိန်ပေးစနစ် Central Command ဟာသူ့ရဲ့ရှေ့တန်းစစ်ကြောင်းတွေအပေါ်ထိန်းချုပ်နိုင်စွမ်းရောထောက်ပံ့လူစိတ်ရောလုံးဝပျက်စီးသွားပါပြီအခုကနေမြေတွေအကြောင်းပြောနေတာမဟုတ်တော့ပါဘူးစစ်သားတွေရဲ့စိတ်ဓာတ်အကြောင်းပြောနေတာပါစကိုင်းမှာ၃နာရီကြာစစ်ကူမလာလို့စစ်ကြောင်းမှုပါကြာဆုံးသွားတဲ့ဖြစ်ရဖို့ ဒါအမြောက်တရင်အမတ်တာ305စစ်သားကရှင်းရှင်းလင်းလင်းမြင်နေရပါတယ်။ငါလေကြာရင်လေဒီတိုင်းပဲဆိုတာ तू သိပါတယ်။ဒါကြောင့် तू ရင်ထွက်ပြေးတာ။အဲ့လိုမျိုးအခြားနေရာမှာကြီးလေမြင်ပါပါပဲ။စစ်တပ်ရဲ့ရန်သူ2ယောက်ဒီနေ့အချိန်မှာစစ်ကောင်စီဟာရန်သူ2ယောက်နဲ့တိုက်နေရပါတယ်။နံပါတ်1ကတော်လိုင်းရေးတပ်ဖွဲ့တွေနံပါတ်2က သူ့တန်ရင်းတွေမှာရှိတဲ့လုံးဝပြုတ်ကွဲသွားပြီဖြစ်တဲ့စိတ်တက်ပါပဲဒါကဘာကိုဆိုလို့တလဲစစ်ကောင်စီအတွက်ကတော့ရှင်းတယ်သူတို့ဟာစီရေးအရပြန်လဲစုဖွဲ့နိုင်စွာမရှိတော့ဘူးသူတို့မှာကြံတဲ့လက်နက်ကအရက်သားကိုပိတ်မှတ်ထားခြင်းပဲဝက်လက်မှာရွာဆက်နေရွာမီးရှို့တာထိုင်းနယ်စပ်မှာလေချောင်းကဘုံကျဲတာဒါတွေဟာအင်အားရှိလို့လုပ်တာမဟုတ်ပါဘူးစီရေးအရရှုံးနေနေတာကိုဖုံးကွယ်ဖို့လုပ်နေတဲ့စိတ်တက်ကြတဲ့လုံရွက်တွေပါပဲ သူတို့ဟာတရင်အချက်လက်တွေကိုပိုပိတ်ဆို့လိုက်မယ် freedom on the net အစီရင်ခံစားကဒါကိုတက်တယ်ပြနေပါတယ်ညီကောင်းချုပ်အကြံပြုချက်ဒီတော့ကျွန်တော်အကြံပြုချင်တာကတော်လှန်ရေးအင်အားစုတွေဟာပထဝီဝင်နေမျိုးကိုတိမ့်ပိုက်ဖို့စူးစမ်းနေရထက်အခုပို့ပြီးအရှိန်ဟုန်နဲ့လောက်ရမှာက ပြစ်မှတ်ထားစိတ်ထက်ဖြိုခွင်းရေးပါပဲတက်ကိုမတိုက်ပါနဲ့တက်သားတယောက်ချင်းစီရဲ့စစ်ဖို့ဟိုအပေါ်ယုံကြည်မှုကိုတိုက်ပါစိတ်သက်စစ်စင်ရေးတွေဟာ ငါတို့စီလာပါဆိုတဲ့အပြော့ကနေမင်းတို့ရဲ့စစ်ကြောင်းမှုကိုဘ ਹੁ ကစွန့်ပစ်လိုက်ပြီဒါကတတ်သေးပဲမင်းတို့ကိုလည်းမကြခင်စွန့်ပစ်လိုက်မယ်ဆိုတဲ့အမှားကိုပြောင်းရတော့မယ်ညီကောင်ချုပ်ရရင်စစ်တပ်တစ်ခုရဲ့အကြီးမားဆုံးအားနည်းချက်ကနယ်မြေဆုံးရှုံးတာမဟုတ်ဘူးအမိန်ပေးစနစ်ကိုအောက်ခြေကတန်တရားဝင်သွားတာပဲအဲ့ဒီတန်တရားကိုလက်တွေ့ဖြစ်အောင်မီးထိုးပေးရမယ် frontline voice မှာစောင်းပါဦး ျွန်တော်ရဲမှန်ကပြန်လဲရုပ်ဖတ်တင်ဆက်ပေးလိုက်ပါတယ်ခင်ဗျာအဆုံးထိနားဆင်ပေးခဲ့ကြတဲ့အတွက်ကျေးဇူးအထူးတင်ရှိပါတယ်